အထက်အညာမြေကြောက်စဲခိုင်တွင်တည်ရှိတဲ့ရှားတော်ရွာလေးနဲ့အနီးမှာရှိတဲ့ရှေးဟောင်းရွှေစည်းကုံဖျားကြီးတည်ရှိပါတယ်။သူဖျားကြီးမှာရှားတော်ရွာအနီးတွင်တည်ရှိတဲ့ရှားတော်ရွာကရွာဟုဆိုတော့လဲအင်ဂျီတထောင်ကျော်ရှိပြီးကားလမ်းမကြီးဘေးတွင်တည်ရှိသည်မို့မြို့ကလေးနီးပါးဖြစ်နေပါတယ်။အစိုးရအထက်တန်းကျောင်းများကျေးလက်ဆေးရုံနဲ့အခြေခံအဆောက်အုံများစွာလည်းတည်ရှိပြီးစီကားတဲ့ရွာလေးတစ်ရွာဖြစ်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း၄၀ခန်းကရှားတော်ရွာကလေးမှာရွာငယ်ကလေးတစ်ရွာရှိတယ်။ ကားလဲလဲမပေါက်သေးဘူးရွှေစည်းကုံစည်းရော်ကြီးမှလည်းတောင်ကုန်းကြီးတကုန်းအဖြစ်ရွာရဲ့တောင်ဘက်မှာတည်ရှိနေတယ်ထိုနေရာတွင်ကျွဲချောင်းနွားချောင်းကြတယ်တောင်းငယ်လေးဖြစ်သဖြင့်ငှက်ပစ်ကြတယ်နောက်ပိုင်းရှားတော့ရကိုဆရာတော်တစ်ပါးရောက်လာပြီးတရင်သုံးနေထိုင်တယ်ထိုဆရာတော်ရဲ့အိမ်မက်အရာထိုတောင်းအုပ်ကလေးကိုရှင်းလင်းကြရမှာ အုံများကိုတွေ့ရှိရတယ်။ရွာသားများကဆက်လက်တူဖို့ရမှာရှေးဟောင်းဖျားကြီးတစုဖြစ်နေတယ်။ဖျားကြီးပေါ်လာသည့်တရင်ကြားပြီးတဲ့နောက်မှာအနေနဲ့အရရက်ကပြည်သူများရဲ့ကောင်းမှုဖြင့်ဖျားကြီးကိုပြန်လဲပြုပြင်ပြီးတိဆောက်နိုင်ခဲ့တယ်။ဖျားကြီးမှာတက်တန်းကြာရှည်နေပြီဖြစ်ပြီးရှေးဟောင်းသူတွေသည်ပညာရှင်များ၏တွေ့ရှိချက်များအရပကံခင်နှောင်းပိုင်းနှင့်ပင်ရခဲအစာပိုင်းတို့လို့ခံမှန်းရပါတယ်။ကိုသိန်းနိုင်ကကြောင်းစရာဖြစ်တယ်။ရှားတော့ရွာဇာတိမဟုတ်တော့လဲရှားတော့ရွာမှာတာဝန်ကျနေသည်မှာကြာလာပြီ။ထိုရွာသူတယောက်နဲ့ပဲမနစ်ကအိမ်အောင်ကြခဲ့တယ်။ကိုသိန်းနိုင်မိန်းမကရွာ ထဲမှာကုံစုံဆိုင်ဖွင့်ထားတယ်။ကိုသိန်းနှံကရွာတွင်လူချစ်လူခင်ပေါများသလိုကိုသိန်းနှံကိုလည်းလေးစားကြတယ်။ရွာအထက်တန်းကျောင်းလေးတွင်ကိုသိန်းနှံကရှစ်တန်းမြမစာတင်တယ်။ရွှေစည်းကုံစည်းတော်ကြီးတွင်တူဖော်ရရှိသည့်ရှေးဟောင်းပစ္စည်းများကိုရှားရော့ဆရာတော်ကတင်စီထားတော်လဲ။နောက်ပိုင်းတွင်ရွှေစည်းကုံစည်းတော်ကြီးအနီးတွင်ပြတိုက်တိဆောက်ပြီးထိမ့်သိမ်းပြတ်သားထားလေတယ်။ကားလန်းကျောင်းလေးပွင့်သွားပြီးဖြစ်ရာထိုစည်းတီကြီးကိုဖူးမြော်သူများလည်းကလည်းတကူးတကလာရောက်ဖူးမြော်ကြတယ်။ကိုသိန်းနှံကဖျားအလုံးမှုဆောင်အဖွဲ့တွင်ပါဝင်ရလေတယ်။ အလောအမှုဆောင်အဖွဲ့များကိုတာဝန်ယူချမှတ်ရာပြားဒိတ်ဆောင်သည့်တာဝန်ကိုကိုသိန်းနံကနှစ်ပတ်တခါစနေနေ့တွင်ကြာလေတယ်ပြားဒိတ်တွင်ရှေးဟောင်းပစ္စည်းများပြသရလိုင်းမတမာသူများခိုးဝက်မှာကိုကြောက်ရသဖြင့်အလောအမှုဆောင်အဖွဲ့ဝင်များကနှစ်ယောက်တည်းဖြင့်နေ့တိုင်းစောင့်ကြရတယ်တရက်ကိုသိန်းနံကျောင်းမှာစပိန်လေးဖြစ်ပြန်လာစဉ်ဦးမြမောင်ကကိုသိန်းနံကိုတားလိုက်တယ်ကိုသိန်းနံလည်းဦးမြမောင်အိမ်ရှိတွင်ရက်လိုက်တယ်ကိုသိန်းနံရေဒီတစ်ပတ်တော့ကျွန်တော်ပြားဒိတ်မစောင့်နိုင်ဘူးထင်တယ် ဘာလို့လဲကိုမြမောင်ရဲ့ကျွန်တော်မိမဗျာဘိုက်အောင်အောင်နေလို့စနေနေ့ကြရင်ကြောက်စက်တက်ပြီးအထူးကူပြကြည့်မလားလို့လေရွာကစီးကန်းပြတာမတက်တာဘူးလားဟုတ်တယ်ဗျို့ရွာကဆရာဝန်တွေကလည်း မြို့တက်ပြီးအထွာဆောင်ရိုက်ခိုင်းနေလို့ပြို့ကိုသိန်းနံကောင်းကြီးလိုက်တယ်အခုကိစ္စတွင်ကျမ်းမာရေးကိစ္စမဟုတ်ပါလားနောက်ပြီးပြတဲ့ဆောင်ရတာလဲတိတ်ပြီးပြင်ပြင်းမဲမဲမဟုတ်လားပြီမြမလူမျိုးတွေကဖះလာရင်ဖះတာဖူးကြတာပြတဲ့တော့တိတ်မဝင်ကြဘူးဝင်ကြည့်ကြပါကလည်းကိုသိန်းနံတို့ပြတဲ့ကကျင်းချင်းလေးဖြစ်နေတယ်ခုံတလုံးနဲ့ထိုင်ကြည့်လင်ဘယ်သူပါလုံနေတယ်ဆိုတာကအကုန်မြင်နေရတာကိုမြမလူမျိုးများကဖះပစ္စည်းလက်စော့လေးတော့မရှိကြပါဘူးတရံတခါနိုင်ငံသားသားများကလာတတ်တယ်နိုင်ငံသားသားများကတော့တေချာကြည့်ကြတယ်အမေးမြန်းလဲထူကထွာခါသူတို့ပါလာတဲ့စကားပြန်များကိုလည်း ယ်ကိုသိန်းနံကရှင်းပြရတယ်ရတယ်ကိုမြမောင်ရေစိတ်ချလက်ချသွားကျွန်တော်စောင့်လိုက်မယ်ကိုမြမောင်ကိုနှုတ်ဆက်ပြီးပြန်လာခဲ့တယ်စနေနေ့ရောက်ပြီးထုံးစံအတိုင်းကိုသိန်းနံကအိမ်ကထမင်းညိုင်ကိုယူပြီးဖះကိုထွက်လာခဲ့တယ်ဖះရင်တနေ့လုံးနေရမှာမို့နေ့လယ်စာထမင်းညိုင်ထည့်လာတယ်ဖះရောက်တော့ဖះကြီးကိုရှခုပြီးတော့ ဂေါဘကလူကြီးများထံတွင်ပြတိုက်တော်တောင်းရတယ်ပြတိုက်ဖွင့်ပြီးတော့ထိုပြတိုက်တော်ဟာပြန်ပေးပြီးပြတိုက်တွင်ထိုင်ကုန်တလုံးဖြစ်ထိုင်နေလိုက်တယ်စနေနေ့ဖြစ်တော့လဲဖရားဘူးတိတ်မလာကြကိုသိန်းနဲ့လည်းပြင်းပြင်းရှိတာနဲ့ဂျာနယ်တစ်စောင်ကိုဖက်နေလိုက်တယ်အဲ့ဒီမှာပြတိုက်ထဲကအုတ်ချက်တွေကတစ်ချက်နဲ့တစ်ချက်ရိုက်မိပြီးတကောက်ကွက်အတန်မြည်နေကြတာကိုသိန်းနဲ့လည်းမျက်ခုံးပင်းလိုက်ပြီးထကြည့်လိုက်တယ်ပြတိုက်တွင်မှန်ပေါင်းများဖြင့်အုတ်ခဲများမှာတစ်ခုနဲ့တစ်ခုသုံးလေးလက်မှခန့်ခွာပြီးပြတာထားတာသူထကြည့်တော့အုတ်ခဲတွေကပုံမှန်အတိုင်းသူ့နေရာနဲ့သူဖြစ်နေတယ်မှန်ပေါင်းတွေကိုတော့ခတ်ထားပြီးတော့ကိုလည်းဂေါဘက ကြီးများကတင်စီထားတယ်မှုမှန်မှောင်များကိုတစုံတယောက်လာဖွင့်မှုလည်းမဖြစ်နိုင်ပေတယောက်တည်းစောင့်ရသည်မှာဂရီကထများလာတယ်အိမ်နာသွားခြင်းဒီအခါမျိုးမှာပြရိုက်တကားဆေးပြီးအမြန်ပြေးသွားရတယ်ပြရိုက်မှာအဝင်ကောအထွက်ကောတကားတစ်ပေါက်ထဲသာရှိတာဗရင်ပေါက်တကားများကလည်းအကုန်ပိတ်ထားပြီးမိเจ้าများကိုလည်းထုံးထားတယ်ပြရိုက်မှာလည်းပေ30ပေ20ပက်လယ်လောက်သာကျဲဝန်းပြီးမှန်မှောင်များမှာလည်းခါတဝက်လောက်သာအမြင့်ရှိတယ်အချို့ပစ္စည်းတွေကိုတော့နေရများတွင်ဆင်များဖြစ်တင်ကခင်းချင်းပြတ်တာထားတယ်ကိုသိန်းနိုင်ကခုံမပြန်ထိုင်ပြီးဂျားနယ်ဖက်နေလိုက်တယ်ဟောဆိုပြီးသူနာတဲ့ မှာရေတံများကိုကြားနေရတယ်။ရေတံတွေကစမ်းကြောင်းမှာရေစီးနေသလိုအတံများဖြစ်တယ်။ရေခရီးတစ်ခုမှာရေများအခြားခွက်ထဲသို့ညှဲ့နေစဉ်ကြားရသည့်အတံမျိုးဖြစ်နေတယ်။ကိုသိန်းနယ်လည်းဝင်ပေါက်တွင်ထိုင်နေသည်မို့ပြာကန်းအတွင်ဘသူမှမရှိတာတော့သိကြသည်။ကိုသိန်းနယ်ကမတ်တည့်ရက်ပြီးတစ်ချက်ဝှေ့ကြည့်လိုက်တယ်။ရေတံများကရက်သွားတယ်။ကိုသိန်းနယ်ပြန်ထိုင်လိုက်တယ်။၁၀မိနစ်လောက်ကြာတော့ရေတံများကိုပြန်လည်ကြားရတယ်။ကိုသိန်းနယ်ထူးဆန်းသွားတယ်။ပြားတိုက်အတွင်ကိုလိုက်ကြည့်လိုက်တယ်။ပြားတိုက်တနေရာတွင်ရေအိုးများအိုးချမ်းကွဲများကိုလည်းပြသထားတယ်။အဲ့ဒီအနားကိုကတ်သွားလေလေရေတံတွေကကြားရလေလေဖြစ်နေ တယ်ထူးဆန်းလိုက်တာ ငါမြန်တရေချောက်ခံရနေပြီလားကိုသိန်းနိုင်ကရေရိုးလိုက်ခါအိုးရီနာကိုတိတ်ချကြည့်လိုက်တယ်အောက်ခြေကွဲနေသောရေအိုးတစ်ခုအတွင်းမှထိုအတံများထွက်ပေါ်နေခြင်းဖြစ်တယ်ကိုသိန်းနိုင်ဘာလို့ရမှန်းမသိတော့ဖះစာများကိုသာရွတ်နေတယ်ခဏကြာတော့ရေတံတွေကတိတ်ဆိတ်သွားတယ်ကိုသိန်းနိုင်ကဖះစာကိုစိတ်ထဲကနေရေရိုးနေမိတယ်သူ့စိတ်ထဲတွင်တော့ကြောက်စိတ်တွေကကိန်းအောင်လာတယ်သို့တော်လည်းပြလိုက်ဆောင်ရသည့်အလုတ်ကရှိသေးတာမဟုတ်တကြောင်ဖះစာရိုးပြီးစိတ်သက်သာရာရသွားသည်ကတကြောင်မို့ပြလိုက်ထဲကိုဆက်လျှောက်နေမိတယ်ထမင်းစားချိန်ရောက်တော့ပြလိုက်တကားများကိုပိတ်ပြီးဂောဘကအဖို့ဝင်များနဲ့အတူထမင်းစားလိုက် တယ်။ဦးမင်းသိန်းကဂောဘကလူကြီးဖြစ်ပြီးအသက်80ကျော်ကဖះကြီးကိုပြန်လဲတိဆောက်ကလေးကဂောဘကဖြစ်တာ။ဦးမင်းသိန်းဒီဖះကြီးကထူးထူးဆန်းဆန်းဖြစ်ရတယ်ဖြစ်ဘူးလား။ဖြစ်ဘူးတာဗောငါတူရ။ငါတူကဘာသိချင်လို့တော့ဟိုရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ထူးဆန်းတာတွေကြုံနေရလားလို့ပါ။ဦးမင်းသိန်းကထမင်းဆိုင်အနေငယ်စဉ်းစားကြည့်တယ်။အေးကွာ 60ခု68ခုနှစ်လောက်ကဖြစ်မယ်ဒီရှေးရောင်ပစ္စည်းတွေကရှားတော်ဘုန်းကြီးเจ้าမှာထိမ့်သိမ်းထားတာပေါ့အဲ့ဒါလို့ထိမ့်သိမ်းထားရင်တညတော့လူတစုကရှေးရောင်ပစ္စည်းတွေကိုလာခိုးတယ်ကွာရှားတော်ဆရာတော်ကြီးကလည်းအိပ်ပျော်နေတာပေါ့လူက9ယောက်လောက်ရှိတာနောက်တော့ပစ္စည်းတွေကိုယူမလို့ရှိသေးတယ်သူတို့ချင်းချင်းထပြီးထိုးကြကြိတ်ကြနေဖြစ်ကုန်တာနောက်ပြီးเจ้าဝန်နဲ့မြေကြီးပြောင်ပြောင်မှလည်းတယောက်နဲ့တယောက်ထိုးကြင်နေကြတာအဲ့ဒါနဲ့သူတို့ကိုသူတို့တန်ကျိုးတွေနဲ့ခြိတုပ်ပြီးတော့ဘုန်းကြီးเจ้าရဲ့တိုင်တိုင်အောက်ခြေမှာခြိထားကြတယ်ကွာအေးထူတော်ထူတယ်ဗျာနော် ဒလို့နဲ့သူတို့တွေကိုမေးကြည့်တော့သူတို့လည်းဘာမှမသိပဲကြောင်တောင်တောင်နဲ့ဖြစ်နေကြတာသူတို့ကရှေးအောင်ပစ္စည်းကိုခိုးပြီးယူရီးယားဘက်ကိုရောင်းစားမဲ့အဖွဲဖြစ်နေတာဒူးဆန်းနာကကျိုးတွေကိုဘသူကခြေထားလဲဆိုတာပဲ အင်းဟုတ်တယ်နော်အချင်းချင်းပြန်ချီရအောင်ကလည်းနောက်ဆုံးကြောင်းတိုင်မှာတန်တိုင်နဲ့အားလုံးကိုစုပြီးပတ်ခဲ့တယ်ဆိုတော့သူတို့ကိုယ်တိုင်ပြန်လောက်တာတော့မဟုတ်တော့ဘူးထင်တယ်ကိုသိန်းနံကမြမချက်ရေချိုကလေးရဲ့တရသည်စိန်ကြွကြွကလေးရဲ့နဲ့ထမင်းမိန်နေတာထမင်းစားပြီးတော့ဂောဘကအဖွဲကကို့နေရာကိုပြန်ပြီးတာဝန်ယူကြရာကိုသိန်းနံကလည်းပြတိုက်ထဲကိုပြန်ရောက်သွားတယ်ညနေဘက်တော့ဖះဘူးတစ်ဖွဲ့ဝင်လာတယ်ဖះဘူးတွေကပြတိုက်ထဲကိုဝင်ကြည့်ကြသေးတယ်ကိုသိန်းနံလည်းနေလဲကအကြောင်းကိုမိမိပြက်ပြက်ဖြစ်သွားတယ်ဖះဘူးအဖွဲပြန်သွားတော့နောက်ထပ်လူဝင်လူထွက်တိတ်မရှိတော့ဘူးကိုသိန်းနံလည်းပြင်းပြင်းနဲ့ ာအုပ်ဖတ်နေတယ်ဟီဟီဆိုတဲ့အတန်းကသူ့နောက်ပြလိုက်အတွင်းမှာပဲကြားလိုက်ရတယ်မြင့်ဟိတန်ဖြစ်တယ်ပြလိုက်နောက်ဖက်မှာလေးပေခန့်သာနေရာလောပြီးထို့အနောက်တွင်တော့မဟာယန်တတိုင်းကြီးကကာယံထားတယ်မဟာယန်တတိုင်းကြီးအနောက်ဖက်တွင်တော့ဘာမှမရှိမြေကွက်လက်ကြီးဖြစ်ပြီးနိုင်ကိုကြည့်လိုက်တော့ညနေ၄နာရီဖြစ်နေတယ်ကိုသိန်းနံကစဉ်းစားသွားတယ်သူတို့အရက်ဒေတာမှာမြင်းဆိုတာကတွေ့ရခဲ့တယ်မြင်းလဲပင်မရှိရှင်ပြူခွဲရှိမှသာမြင်းများကလာတတ်တာအခုလဲပြလိုက်နောက်ဖက်မှာမြင်းဟိတန်ကိုတေချာကိုကြားလိုက်ရတာကိုသိန်းနံလဲဟိုဟိုဒီဒီကြီးပြီးအပြင်ထွက်ခဲ့လိုက်တယ် ပြတိုင်းနောက်ကိုတွားကြည့်တော့ဘာမှလည်းမရှိမြေးကလည်းပြောင်ရှင်းနေတာပဲကွင်းပြင်ကြီးထဲမှာလည်းရှားသားဝင်အချို့ပဲပေါက်နေတာဒိုးနေပြန်ကြည့်ပြီးတော့ပြတိုင်းထဲကိုပြန်ဝင်လာတယ်ကြက်သိန်းတွေကတော့သူ့အလိုလိုထလာတယ်ဗျာ ထိုင်ကုန်နေပြန်ထိုင်နေလိုက်ပြီးမြင်းဤတန်ကိုပြန်ကြရပြန်တယ်။မြင်းဤတန်မှာတေချာပေါက်ပြထိုက်ခဲ့နောက်မှာလာတာဖြစ်တယ်။ကိုသိန်းနဲ့တယောက်ချွေးတွေလည်းပြန်လာတယ်။ဗဇက်ကဖះကြတွေလည်းယွတ်နေတယ်၊မြတ်တာတွေလည်းပို့နေလိုက်ပေါ့ဗျာ။ရှူးရှူးရှဲရှဲအတန်တွေကခဏအကြံမှာတော့မြင်းနာမုတ်တန်များကိုပါကြားလိုက်ရတယ်။ကိုသိန်းနဲ့ပို့ပြီးကြောက်လာတယ်။သူ့စိတ်ထဲကအတိုင်းဆိုပြထိုက်ထဲကနေပြေးထွက်ချင်လိုက်တာ။ငါတော့တော်တော်အချောက်ခံရနေပါလား။စိတ်ထဲမှာလည်းတွေးလိုက်တယ်။ ထိုးစဉ်ဇုံလွန်းနှစ်တွဲကပြတိုက်ထဲကိုဝင်လာတယ်။ကိုသိန်းနဲ့စိတ်သက်သာရာရသွားပြီးပြတိုက်အဝမှာပဲမတ်တရက်နေလိုက်တယ်။ဇုံလွဲလေးများကမန္တလေးတက္ကသိုလ်မှចောင်းသားလေးများဖြစ်ကြတယ်။ကိုသိန်းနဲ့လည်းထထသွားပြီးတော့ပြတိုက်ထဲမှာရှိတဲ့ပစ္စည်းများအကြောင်းကိုမမေးပဲရှင်းပြနေမိတယ်။သူတို့ဇုံလွဲနှစ်တွဲခဏလေးနဲ့ပြန်သွားမှကိုစိုးရိမ်နေတယ်။ဒါကြောင့် ထိုကြောင့်သားလေးများကိုပျက်စီးများရဲ့အကြောင်းနဲ့အလှရှင်များအကြောင်းဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုရှင်းပြနေမိတယ်။ကံကောင်းကျင်တော့အကြောင်းသားအကြောင်းသူလေးများကစိတ်ဝင်စားသွားနဲ့နားထောင်နေတယ်။တနားရီလောက်ကြာတဲ့အထိစကားကကောင်းနေတာ။ပြလိုက်အကြောင်းများသာမကအကြောင်းသားလေးများမိကြအကြောင်းများသူတို့နေထိုင်မှုများကိုလည်းလေဖောနေမိတယ်။သူတို့လေးယောက်ရှိနေခြင်းကိုဥသိမ်းနံကကျင်းနေနေမိတယ်။နောက်တော့အကြောင်းသားလေးများကသူ့ကိုနှုတ်ဆက်ပြီးပြလိုက်ထဲကထွက်ခွာသွားတယ်။အချိန်ကညနေ9နာရီခွဲဖြစ်နေပြီ။ကိုသိန်းနံထမင်းကြီးနဲ့သူ့ပစ္စည်းများကိုသိမ်းစီလိုက်တယ်။ပုံမှန်ဆိုညနေ6နာရီပြလိုက်ပိတ်တာ။သို့တော်လည်းထိုနေ့က သိန်းနဲ့တယောက်ကြောက်နေတဲ့ဖြစ်စောစောပိတ်မိလိုက်တယ်ပိတ်ဖို့လဲခေါဘကစီတော်သွားယူရပြီးတကားပြန်ပိတ်ဖြစ်တယ်ကိုသိန်းနဲ့ကပစိုးလေးပြင်ဝင်လိုက်ဟိုဘက်ဒီဘက်လှည့်လိုက်နဲ့9နာရီ45မိနစ်ရှိသွားပြီတော်ပြီကွာပိတ်တော်မယ်ကိုသိန်းနဲ့ကပြောပြောဆူဆူနဲ့ဗရင်းမောက်ကိုအသာစိတ်လိုက်တယ်အဲ့နောက်ဖရဲရင်မြေမော်ကိုပြည့်တက်သွားတယ်နေကဝင်သွားပြီဖြစ်တယ်စောင်းနှင်းဖြစ်တဲ့ဖြစ်နေတာတူတယ်ကောင်းကင်ကြီးကလည်းအနီရောင်အလင်းတန်းများကျန်နေသေးတယ်ဖရဲဘော်ကလည်းလူချေတိတ်နေတယ်ရထဲရွာတဲ့ဖရဲဘူးသူပရိစိတ်သူတရားထိုက်သူများသာတယောက်နှစ်ယောက်ရှိတော့တယ်အဲ့ဒါနဲ့ပြတိုက်တဲ့ကိုပြေးဝ ဝင်ပြီးမိခလုတ်ရှိရာဆိုသွားလိုက်တယ်။ဖြစ်ချင်တော့ပြလိုက်တယ်မျက်စိဝှေ့ရမ်းကြည့်လိုက်တာ။အောင်မလေးဗျာကိုသိန်းနံကအတန်ကျဲကြီးဖြစ်အော်ဟဲလိုက်တယ်။ပြလိုက်တွင်မှာလူ၆ယောက်မတ်တရက်နေတာ။အရက်တွေကလည်းခုနှစ်ပီခန့်ရှိတာ။အသားတွေကလည်းမဲတူနေတာပဲ။ဘဲခိကလေးကမှမသိတဲ့အဝတ်စားတွေဝတ်ထားတာဗျာ။ယောက်ျားလေး၄ယောက်မှ၃ယောက်ကအင်ကြီးမပါဘူး။ တယောက်ကတော့အဖြူရောင်အင်ကြီးလက်ပြက်တစ်ထည်ကိုဝတ်ဆင်ထားတယ်။မိန်းကလေးက၃ယောက်ဖြစ်ပြီးတယောက်ကရေိုးတလုံးကိုခါတွင်ကစောင်းတင်ပြီးတော့လက်မှာပိုက်ထားတာ။အသားတွေကလည်းမိသေးကလေးလိုမဲတူနေပြီးမျိုးလုံးတွေကတော့ဖြူခွေးနေတာ။ထိုယောက်ျားမိန်းမများတွင်နှောင်းတွေကအဝိုင်းကြီးတွေပန်းစင်ထားတယ်။ကိုသိန်းနဲ့တမိနစ်ခမ်းမြငိမ့်သက်သွားမိတယ်။သူတို့၆ယောက်ထဲကကိုသိန်းနံကိုမျက်တောင်မခတ်ဖဲစိုက်ကြည့်နေတယ်။ပြတိုင်းမှာလေးပေမိကြောင်များဖြင့်ထိန်နေအောင်ထွန်းထားတဲ့အတွက်ကြောင့်ထင်ရှားစွာမြင်တွေ့နေရတယ်။ကိုသိန်းနံလည်းသတိကပ်သွားပြီးပြတိုင်းထဲမှာတဟုန်လို့ထွက်ပြေးနေတော့တယ်။သူခါမှာပစုပ်ကလည်းဂွင်းလုံးကျွတ်ကို ကြံခဲ့တာဗျာဖះရရင်ပြင်ပေါ်ပြေးတက်လိုက်ပြီးတစောင်းမှပြေးထွက်လာက ကားလန်အတိုင်းပက်ပြေးနေတော့တယ်သူစပိတ်နောင်သူယူဖို့သတိမရတော့ဘူးအတန်ကြာလှမ်းတော့မှရိတ်မိလိုက်တယ်သူ့ကိုလူတွေကဝိုင်းကြည့်နေကြတယ်အောက်တွင်အတွင်းကန်ဘောင်းမီလေးသာပါတော့တယ်ကန်ကောင်းဒီကအပေါ်မှာဝတ်ထားတဲ့အင်ဂျီကခါအနှဲငယ်ရှည်နေတဲ့အတွက်ကြောင့်တော်သေးတယ်ကိုသိန်းနဲ့လည်းအင်ကိုဘလို့ဘလို့ရောက်သွားမှန်းကိုမသိတော့ပါဘူးဗျာနောက်၄၅ရက်လောက်လဲကောင်းကောင်းအိတ်မပြောထိုလ်လူများကြီးမျက်နှာများကိုသာမြင်နေရတယ်နောက်ပိုင်းကျတော့ဂေါ်ဘကလူကြီးများထံကိုသိန်းနိုင်ရဲ့အဖြစ်အပျက်ကပြန့်နှံ့သွားတယ်နောက်မှသိလိုက်ရတာသူတွေးခဲ့တော့လူတွေဤဝဆားစင်ရင်ပုံကိုတေချာစဉ်းစားကြည့်လိုက်တော့ပကံခိကဝဆားစင်ရင်ပုံဟု ခံမဲ့လိုက်ရတယ်။နောက်တစ်ပတ်လောက်အကြာမှာတော့ဖះရမသွားပြတော့ဘူး။ဦးမြမောင်ကသူ့အိမ်လာတော့မှအချိုးချောင်းကိုပြပြလိုက်တယ်။ဒီဖះကပကန်းခိကလေးကဆိုတော့ဒေဂျာတာကတော့အဲ့ဒီဖះကဖះရကျွန်နေပါလိဖြစ်ပုံရမယ်။အင်းဖြစ်တော့ဖြစ်နိုင်တယ်။ ကျွန်တော်တွေ့တာလဲအင်ဂျီမှာပါတဲ့ယောက်ျားက3ယောက်ဖြတ်တော်သေးတာပေါ့ကိုသိမ့်နေရဲ့ကျွန်တော်သာဆိုအဲ့ဒီနေရာမှာနေတက်နေလောက်ပြီဦးမြမောင်ကပြောဆိုလိုက်ပြီးရေမောနေလိုက်တယ်ဘယ်သူနဲ့မှမတွေ့ဘူးပဲမယ့်ကိုသိမ့်နေနဲ့တွေ့တယ်ဆိုတော့ရေစက်တွေပါလို့ဖြစ်မှာပေါ့ဗျာကိုသိမ့်နေကဘာမှပြန်မပြောတော့ဘူးအရင်အပတ်ကပြတိုက်ဆောင်တဲ့လူမရှိဘူးပြတိုက်ပိတ်ထားရတယ်ဒီအပတ်တော့ပြန်ဖို့မယ်လို့ပြောတယ်ကိုသိမ့်နေပြန်ဆောင်မလားဦးမြမောင်ကရေကျဲကျဲနဲ့မေးလိုက်တယ်ကိုသိမ့်နေကပြုံးလိုက်ပြီးတော်ပါပြီဗျာလောလောဆယ်တော့ပြတိုက်ဘက်ကိုခြေဦးမချခြင်းသေးပါဘူးဗျာအဲ့ဒီနောက်ပိုင်းမှာစပြီးပြလိုက်သည်ညနေ၄နာရီဆိုပိတ်တယ် ထူပြတိုက်ကတရဲချောက်ခံရပုံကိုဂောပကအဖွဲကမပြန့်ပွားစေရန်မြစ်တာရက်ခံသည့်အတွဲကြောင့်ကိုသိန်းနန်တို့လည်းလူရင်းများလောက်သာပြော့ပြလိုက်တယ်။နောက်ပိုင်းနှစ်တွေကြာလာတော့လည်းမိမိပြောက်ပြောက်ဖြစ်သွားကြတယ်။ကိုသိန်းနန်ကတော့ဖះအလုံးမှုဆောင်အဖွဲတွင်ပါဝင်မြဲဖြစ်တော့လဲပြတိုက်တင်တော့နောက်ထပ်မဆောင်တော့ပါဘူး။ကာယကံရှင်ဤတောင်းဆိုမှုကြောင့်နေရဒေသနဲ့ဖះပွဲအမိများအားအတိအကျဖော်ပြမပေးတော့ပါဘူး။ဇလန်းလေးကဒီမှရင်ပြေဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မူရင်းရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။